တဖြည်းဖြည်းပြိုပြက်လာတဲ့စီးပွားရေးအခြေအနေကြောင့်တရုတ်ဘီလီယံနာတွေနိုင်ငံခြားကိုပြောင်းရွှေ့ကုန်ပြီမနေ့ကအွန်လိုင်းမှာဘေကျန်းဝန်လူကောက်ကလပ်ကိုပိတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတွေ့ခဲ့ပါတယ်တရံဝင်အကြောင်းပြချက်ကရှင်းရှင်းလင်းလင်းမရှိပါဘူးဒီသတင်းကြတော့ကောက်သမားတွေတော်တော်လေးစိတ်မကောင်းဖြစ်ကြမှာပါဒါပေမဲ့ဝန်လူတစ်ခုတည်းကပဲဒုက္ခရောက်နေတာမဟုတ်ပါဘူးနှစ်ထပ်ရှိပြီးအကောင်သားအဆောက်အဦတွေနဲ့ပြည်စုံတဲ့ဒေတာရင်းခောက်ကစားကွင်းတော့အခုချိန်မှာလေပတ်ဖို့တော်တော်ခက်ခဲနေပါတယ် မြောက်ပိုင်းမြို့ကြီးတွေမှာဒီလိုကောက်လိကျင်ရင်ကွင်းမြို့တွေကရှားပါတယ်။ဒါကတကယ်ကိုနာကျင်စရာပါပဲ။ဒီနေ့ခေတရုတ်နိုင်ငံရဲ့စီးပွားရေးအခြေအနေကစိုက်ပျိုးရေးခံစားနေမှာကပဲအခြားလုပ်ငန်းတွေပဲပေါင်းစုံကိုပါထိခိုက်နေပါတယ်။တချိန်ကကြီးပွားတိုးတက်ခဲ့တဲ့ကောက်ကလပ်တွေဟာအခုဆိုရင်အစိုးရရဲ့ပိတ်သိမ်းမှုတံကိုခံနေရတယ်လို့ချမ်းသာတဲ့သူတွေကလည်းပြပကိုဥတီပြီးရွှေ့ပြောင်းနေကြပါတယ်။ဒီလိုပြောင်းလဲမှုတွေကတရုတ်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကိုဘလို့ထင်ဟပြနေလဲဆိုတာကိုဒီနေ့မှာဆွေးနွေးတင်ပြသွားပါမယ်။မနေ့ကပဲကောက်ကလက်အစ်တစ်ခုဟာလုပ်ငန်းရပ်ဆိုင်ဖို့အတင်းကျပ်ဖိအားပေးခံခဲ့ရတယ်လို့ကြေညာခဲ့ပါတယ်။ဒါကြောင့်မေလ29ရက်နေ့မှာစီစဉ်ထားတဲ့ရှိုကိုဘယ်တာကလပ်ပြိုင်ပွဲကိုနေရာရွှေ့ပြောင်းရတော့မှာဖြစ်ပြီးစည်ရန်ငွေဘလို့ပြန်ရမလဲဆိုတာမသိရသေးပါဘူး။မေလာဆယ်ရည်နှစ်ကလည်းဘေးယူရန်ကောက်လေးကျင်ရင်ကွင်းဟာတရားမဝင်ဆောက်လုပ်မှုကြောင့်ပိတ်သိမ်းခံခဲ့ရပါတယ် အဲ့ဒီကဘေးဆိုင်ခန့်တွေအားလုံးလည်းထွက်ခွာခိုင်းခဲ့ပါတယ်။ဒီလူတွေရဲ့ဆုံးရှုံးမှုတွေအတွက်ဘသူစီသွားတိုင်တဲရမလဲဆိုတာမသိပါဘူး။ဘာသတိပေးမှုမှမရှိပဲရုတ်တရက်ပိတ်လိုက်တာပါ။မေလ16ရက်နေ့ကဒိုဝန်လို့ခေါ်တဲ့တရုတ်လူမှုကွန်ရက်တစ်ခုမှာအသုံးပြုသူတို့ကဘေကျင်းဝမ်လီယိုကောက်ကလပ်လုပ်ငန်းရဆိုင်သွားပြီလို့ရေးတင်ခဲ့ပါတယ်။ဝန်ထမ်းတွေကိုလှုပ်ထုတ်နေတာကြောင့်အလုပ်လက်မဲ့ဖြစ်နေတယ်လို့သိရပါတယ်။အသိဝင်တွေကတော့ငွေပြန်အမ်းတဲ့အချက်လက်ဘာမှမရသေးပါဘူး။ ဆိုရှယ်မီဒီယာအသုံးပြုသူတို့ကဝမ်လီယိုကောက်ကလပ်ပိတ်လိုက်ပြီးဆိုတာအတီးပြုတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ဒီသတင်းကကောက်သမားအများအပြားကိုတုံ့လှုပ်စေခဲ့ပြီးတော့ဒီလိုမျိုးပိတ်ပစ်လိုက်ရတာကိုလက်ခံဖို့တောင်ခက်ခဲနေကြပါတယ်။တက်တန်းရင်ကောက်ကွင်းဟောင်းကြီးတစ်ခုဒီလိုဆိုးရွားတဲ့အခြေအနေနဲ့အဆုံးသတ်ရတာသနာစရာပါပဲ။ပေကျင်းဝမ်လူကောက်ကလပ်ဟာ IDN ခရိုင်ရဲ့မြောက်ဘက်ခြမ်းမှာတည်ရှိပြီး A က40ကျော်ကျယ်ဝင်ပါတယ်။ ါကဘေကျင်းရဲ့စတုထမြောက်ကွင်းပတ်လန်းတွင်မှာရှိတဲ့တခုလီသောကောက်ကွင်းလေးဖြစ်ပါတယ်။ဂျန်ဂူနီပညာပန်းရံနယ်၊နွေရာသီနန်းတော်လိုတော်ဝင်ဥယျာဉ်ဟောင်းတွေနဲ့လည်းနှီးစပ်ပါတယ်။လှပတဲ့ကွန်မင်းရေကန်နဲ့ဝမ်ချိုတောင်တန်းတွေကလည်းကောက်ကွင်းရဲ့နောက်ခံရှုခင်းအဖြစ်တည်ရှိပါတယ်။မြို့လေကောင်မှာငြိမ်းချမ်းတဲ့နေရာတစ်ခုပါပဲ။တရုတ်နိုင်ငံမှာတစ်နှစ်ကိုကောက်ရိုက်ဖို့ဘယ်လောက်ကုန်ကြမလဲ။ဘေကျင်းမှာကောက်ကွင်းများစုဟာအသိဝင်စနစ်နဲ့လဲပတ်ကြပါတယ်။ တသက်တာအသိဝင်ကတ်တွေကများသောအားဖြင့်ဒေါ်လာ3000ကနေ9000ကျောင်းကုန်ကြပါတယ်။အသိဝင်တွေကကောက်ရိုက်တာကိုဆက်ဆံရေးတိဆောက်ဖို့အသုံးပြုကြပါတယ်။ကောက်ကွင်းမှာအလုပ်လုပ်ကြတဲ့တချို့ဆိုရင် model house တွေဒါမှမဟုတ်လေယာဉ်မဲ house တွေဖြစ်ကြပါတယ်။ချမ်းသာတဲ့ဖောက်တွေကဒီကိုလာပြီးဈေးခန့်ဝင်ဆောင်မှုတွေကိုခံစားကြပါတယ်။စီးပွားရေးကျဆင်းလာတာနဲ့အမျှကောက်ကွင်းတွေမှာပဲကောက်နဲ့ပတ်သက်တဲ့ဆိုင်တွေ၊ကုန်တွေတွေလက်လီရောင်းချသူတွေလည်းထိခိုက်နေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကခေါက်လုပ်ငန်းကဝန်ထမ်းအများပြဟာရည်မှန်းချက်ကြီးခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့အများစုက လမ်းပြောင်းနေကြသလိုပါပဲ။ကောက်ကွင်းအများပြမှာဖောက်တဲ့၃ပုံတစ်ပုံရော့ကျသွားပြီးဝင်ငွေတစ်ဝက်အထိကျဆင်းခဲ့ပါတယ်။ကောက်ကွင်းအများပြမှာဆုံးရှုံးမှုတွေတန်းချီပြီးတိုးလာခဲ့ပြီးအချို့ကယွမ်တန်း90အထိရောက်ရှိခဲ့ပါတယ်။ချမ်းသာတဲ့သူတွေနိုင်ငံเจ้าကိုပြောင်းရွှေ့တာကြောင့်ကောက်ကလပ်တွေအသင်းဝင်တွေဆုံးရှုံးရပါတယ်။အများပြကပြောင်းရွှေ့မသွားခင် သူတို့ရဲ့ကောက်အသိဝင်ကတ်တွေကိုရောင်းချကြတဲ့အတွက်ကလပ်ရဲ့ဝင်ငွေကိုထပ်မံလျှော့ချစီပါတယ်။ကောက်ကလပ်အများပြားဟာအခုဆိုရင်လေပတ်ဖို့ရုန်းကန်နေကြရပါတယ်။ဒီနှစ်မက်ချ်လာကစပြီးဘေကျင်းမှာကောက်ကလပ်လေးခုပိတ်သိမ်းခဲ့တယ်လို့အတည်ပြုထားပါတယ်။အဲ့ဒီထဲမှာဘေကျင်းဝူမြစ်ကောက်ကလပ်ဒေါင်ဟူအာကစားပန်းချံကောက်ကလပ်နဲ့ဘေကျင်းတို့လုံးစိုက်ပျိုးရေးတရုတ်ပြပန်းချံကောက်ကလပ်တို့ပါဝင်ပါတယ်။လုပ်ငန်းတွေဘက်ကတရင်းချင်းမြစ်တွေရဲ့အဆိုအရ 2025ခုနှစ်ဇွန်လမှာဘေကျင်းကကောက်ကွင်းအနည်းဆုံး၈ခုပိတ်သိမ်းနိုင်တယ်လို့ဆိုပေမဲ့စည်ရင်အပြည့်စုံကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။တရုတ်ဆိုရဟာတရားမဝင်မြေအုံပြုမှုတစ်ပင်ပန်းမင်တွေပျက်စီးမှုနဲ့ခွင့်ပြုချက်မရှိဘဲရေအုံပြုမှုတွေကြောင့်ကောက်ကွင်းအများပြားကိုပိတ်သိမ်းခဲ့မှုပါလေ။အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကြိုးပမ်းမှုတွေကလည်းအခန်းကဏ္ဍတစ်ခုကနေပါဝင်ခဲ့ပါတယ်။အခုဆိုရင်ကောက်ကွင်းတွေဟာနိုင်ငံရေးနဲ့စီးပွားရေးဆက်ဆံရေးတိစောက်ရာနေရာဖြစ်ဆွဲဆောင်မှုပျောက်ဆုံးသွားပါပြီ။ အစင်မြင့်ပြိုင်ပွဲတွေနဲ့ပွဲတွေမှာပါဝင်မှုတွေကျဆင်းလာတဲ့အတွက်ဝင်ငွေထပ်မံလျှော့ချခဲ့ပါတယ်။အမည်မဖော်လိုတဲ့လုပ်ငန်းအတွင်းကလူတအူးကတော့အစိုးရရဲ့ကောက်ကလပ်တွေကိုနှိမ့်နှင်းမှုဟာအဓိကအဖြစ်ဒီကလပ်တွေအရှုံးနဲ့လဲပတ်နေတာကြောင့်လို့ပြောပါတယ်။အစိုးရကကောက်ကွင်းတွေကိုဖယ်ရှားပြီးနိုင်ငံရေးနဲ့စီးပွားရေးဆက်ဆံမှုတွေကိုရှင်းလင်းနေတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံမှာကောက်ကလပ်တွေဟာနိုင်ငံရေးစီးပွားရေးသဘောတူညီချက်တွေအတွက်အဓိကနေရာတွေဖြစ်ပါတယ်။အတူချုပ်ပြောရရင် ချမ်းသာတဲ့သူတွေနိုင်ငံသားကိုပြောင်းရွှေ့တာကကောက်ကလပ်တွေသူတို့ရဲ့အဓိကဖောက်သည်တွေကိုဆုံးရှုံးစေခဲ့ပါတယ်။လက်ရှိစီးပွားရေးကြဆင်းမှုနဲ့မူဝါဒတွေတင်းကျပ်လာတာတွေပေါင်းဆက်လိုက်တဲ့အခါကလပ်အများပြားဟာရပ်တည်ဖို့ခက်ခဲနေပါပြီ။ဝမ်လူကောက်ကလပ်လိုကလပ်တွေပိတ်သိမ်းတာဟာရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲရှိပါသေးတယ်။ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေမရှိရင်ကောက်ကလပ်အများပြားဟာလည်းဒီလိုကံကြမ္မာမျိုးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ တရုတ်နိုင်ငံကချမ်းသာတဲ့သူတွေဟာအခွင့်အလမ်းနဲ့အန္တရာယ်ကိုအရန်အထီတွေ့ခံနိုင်ရရှိပါတယ်။သူတို့ကကြီးထွားဖို့အကောင်းဆုံးအခြေအနေရှိတဲ့နေရာကိုတွားတက်ကြပါတယ်။မတိကြမြေယာမှုတွေကိုရှောင်ရှားပြီးအခွင့်အလမ်းသစ်တွေရှာဖွေဖို့အတွက်တရုတ်တထေးအများပြားဟာနိုင်ငံတကာဈေးကွက်တွေကိုစိတ်ဝင်စားလာကြပါတယ်။ပြောင်းရွှေ့နေထိုင်တာဟာသူတို့အတွက်အန္တရာယ်ကိုလျှော့ချပြီးလုပ်ငန်းတွေပဲကိုချဲ့ထွင်ဖို့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ဒစိတ်တစ်ပိုင်းဆင်းရဲအင်းတွေရာ တရုတ်တထေး60ရာခိုင်နှုန်းကျော်ဟာပြောင်းရွှေ့နေထိုင်မှုဆန္ဒရှိကြပါတယ်။ရွမ်တန်းတရာကျော်ပိုင်ဆိုင်သူတွေထဲမှာဆိုရင်87ရာခိုင်နှုန်းအထိနိုင်ငံသားကိုပြောင်းရွှေ့ဖို့အစီအစဉ်ထားကြပါတယ်။2024ခုနှစ်ကမ္ဘာကျွယ်ဝမှုပြောင်းရွှေ့မှုအစီရင်ခံလာရာ2024ခုနှစ်ပထမနှစ်ဝက်မှာကမ္ဘာတဝန်းကတကြွယ်တထေးတသိန်း2800လောက်ဟာနိုင်ငံသစ်တွေစီပြောင်းရွှေ့ခဲ့ကြပါတယ်။တရုတ်နိုင်ငံဟာတကြွယ်တထေးအများဆုံးဆုံးရှုံးတဲ့ထိပ်တန်းနိုင်ငံဖြစ်ဆက်လက်တည်ရှိနေပြီး 15200လောက်ကပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့ကြပါတယ်။ဘေကျင်းချမ်ပင်းခရိုင်က Forest Villa Area ဟာအခုဆိုရင်စုပ်ယုပ်နေပါပြီ။ရွှန်တန်းပေါင်းများစွာတန်မိုးရှိတဲ့ကြီးမားတဲ့အိမ်တော်များစွာဟာဗလာနတ်ထိဖြစ်နေပါတယ်။ဥယျာဉ်တွေမှာပေါင်းပင်တွေပေါက်နေပြီးအရင်ကဇိန်ခံ Villa တွေဟာအခုဆိုရင်ရုံးခန်းအဖြစ်ပြောင်းလဲအသုံးပြုနေကြတာကိုတွေ့ရပါတယ်။ဒီအိမ်တော်တွေဟာပြည်ပြင်ထိမ့်သိမ့်မှုမရှိတာကြောင့်ဆိုးရွားလာနေပါတယ်။မကြသေးမီက anxious Quarkit လို့လူသိများတယ်။ TikTok တာတူကဘေကျင်းရဲ့ချမ်းသာတဲ့ရပ်ကွက်ဖြစ်တဲ့ချန်ပင်ခရိုင်ကဘေကျင်း Forest Villa ကိုသွားရောက်လည်ပတ်တဲ့ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါရယ်။တငယ်ချင်းတယောက်တည်းအဲ့ဒီမှာ Villa ရှာပေးနေတယ်လို့သူကပြောပါရယ်။သူ့တငယ်ချင်းကကုမ္ပဏီတစ်ခုဖွင့်လာပြီးဘေကျင်းအနီးမှာရုံးကန်သုံးဖို့ Villa တစ်လုံးမှားဖို့စီစဉ်ထားတာပါ။ဘေကျင်းကဥယျာဉ် Villa တွေကအ धिक အားဖြင့်တစ်လုံးချင်းစီခွဲနေတဲ့ Villa တွေနဲ့တိုက်ခန်းတွဲ Villa တွေပါဝင်ပါရယ်။ တလုံးချင်းဗီလာရီအများပြားကယွမ်15တန်းကနေ25တန်းကြာဈေးရှိပါတယ်။တိုက်ခန်းတွဲဗီလာရီကလည်းယွမ်10တန်းကိုအလွယ်တကူကျော်လွန်နေပါတယ်။ Forest Villa စီမံကိန်းကို2002ခုနှစ်နဲ့2003ခုနှစ်ကြားမှာစတင်တည်ဆောက်ခဲ့တာဖြစ်လို့အခုဆိုရင်အသက်20ကျော်နေပါပြီ။ဒီ TikTok ကအသုံးပြုသူကတရုတ်စီးပွားရေးမကြဆင်းခင်ကတည်းကချမ်းသာတဲ့သူတွေအစိုးရပေါ်ယုံကြည်မှုပျောက်ဆုံးကြတယ်လို့ပြောပါတယ်။သူတို့ကပိုင်ဆိုင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေကိုနိုင်ငံသားကိုရွှေ့ပြောင်းပြီး ပြပမှာ green card တွေရယူခဲ့ကြပါတယ်။ Forest Villa ကပိုင်ဆိုင်မှုအများပြားဟာအခုဆိုရင်ဗလာနတ်တီဖြစ်နေပါတယ်။သူ့ကိုအိမ်တွေလိုက်ပြတဲ့အိမ်ချမ်းပြေအကျိုးဆောင်ကပိုင်ရှင်များစုဟာ green card လိုမျိုးနိုင်ငံသားနေထိုင်ခွင့်တွေကိုကိုင်ဆောင်ထားကြတယ်လို့ပြောပြခဲ့ပါတယ်။ပိုင်ရှင်များစုဟာအသက်50ဝန်းကျင်တွေဖြစ်ပြီးနိုင်ငံသားကိုပြောင်းရွှေ့နေထိုင်မိတာပါ။ဒီလိုတွေးရှိချက်ဟာအထူးဆန်းမဟုတ်ပါဘူး။ တရုတ်တထေးတွေကနိုင်ငံသားကိုပြောင်းရွှေ့နေထိုင်မှုဟာခေတ်ရေးစီးကြောင်းတစ်ခုဖြစ်ကြောင်းအချက်လက်တွေကဖော်ပြနေပါတယ်။တခြားဗီလာတစ်လုံးမှဆိုရင် TikToker ကဥယျာဉ်တွေနဲ့မြက်ခင်းတွေမပြုတ်ပြင်ပဲပစ်ထားတာကိုတွေ့ခဲ့ပါတယ်။ဗီလာနဲ့မျက်နှာချင်းဆိုင်ကတိုက်ခန်းတွဲအများပြားလဲဗလာနတ်ထိဖြစ်နေပါတယ်။အိမ်နီးချင်းရှာရတာတော့ခက်တယ်လို့ပြောပါတယ်။ TikToker ကဒီရက်ကွက်ဟာဘေကျင်းမှာအရင်ကစီးပွားရေးလေပတ်မှုကောင်းတယ်လို့နာမည်ကြီးခဲ့ဘူးတယ်လို့လည်းထပ်ပြောပါတယ်။ အိမ်ချမ်းမြေထုတ်ထိတ်ကာလာရုံးကဒီကပိုင်ဆိုင်မှုတွေဟာရောင်းအားကောင်းနေပါတယ်။ဒီ area မှာအိမ်ယာတိတ်သီးစာမြင်မှာပဲအဆောက်အအုံအများစုကတလုံးချင်းစီခွဲနေကြပါတယ်။အခုတော့ဒီရက်ကွက်မှာစီးပွားရေးလေပတ်မှုကျဆင်းသွားပါပြီ။ဒီစိန်ခံအိမ်ဟောင်းတွေရဲ့ဈေးနှုန်းတွေကတဝက်နီးပါးကျသွားပြီမဲ့ရောင်းရဖို့ခက်နေတော့မှာပဲလို့ပြောပါတယ်။ပေကျင်းမှာရှိတဲ့စိန်ခံအိမ်တွေရဲ့လူနေထိုင်မှုမရှိတာကိုတရံဝင်အချက်လက်တွေရရှိဖို့ခက်ခဲပါတယ်။ တရုတ်ဆိုရဟာလူနေအိမ်ချမ်းပြည်ရဲ့လူနေထိုင်မှုမရှိတဲ့အချက်လက်တွေကိုတိတ်ထုတ်ပြန်လို့မရှိပါဘူးအထူးသဖြင့်ဇိမ်ခံအိမ်တွေနဲ့ပတ်သက်ပြီးတော့ပါပြန်ကျဲနေတဲ့မီဒီယာသတင်းတွေဒါမှမဟုတ်သူတေသနာစာတမ်းအချို့မှာတော့ရန်ဖန်ရန်ခါပေါ်ပြကြပြီမဲ့ယုံကြည်စိတ်ချရတယ်ဒါမှမဟုတ်ပြည်စုံတဲ့ကိန်းဂဏန်းတွေတော့မဟုတ်ပါဘူးအကျိုးဆောင်တွေရဲ့ပြောကြားချက်အရဒီပလာကျင်းနေတဲ့ပီလာတွေကိုငှားရမ်းသူအများစုဟာရုံးကန်းအဖြစ်ဒါမှမဟုတ်ဗီဒီယိုရိုက်ကူးဖို့နဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုရောင်းချဖို့အတွက်အသုံးပြုကြတယ်လို့ဆိုပါတယ် ဗီလာတွေဟာကုန်ပစ္စည်းတွေနဲ့ပြည့်နေတဲ့ပြီးနေထိုင်မှုအတွက်ငှားရမ်းသူကတော့နေပါတယ်။ရက်ွက်ထဲကလူနေအိမ်တွေအများပြားဗလာကျင်းနေတာကိုမြင်တော့အိမ်နီးချင်းတွေရဲ့ကားပါကင်နေရာတွေမှာကားတွေရပ်ထားကြပါတယ်။အိမ်ချမ်းမြေကျိုးတောင်တို့ကရက်ွက်ထဲကအိမ်ငှားတချို့ဟာပြီးခဲ့တဲ့နှစ်ပထမနှစ်ဝက်မှာအိမ်လားကမတက်နိုင်တော့လို့ပြောင်းရွှေ့သွားခဲ့ကြတယ်လို့ဆိုပါတယ်။ဗီလာတွေကပိုင်ရှင်များစုဟာ80ပြည့်နှစ်ဖွားတွေဖြစ်ကြပါတယ်။ ူတို့ဟာ2000ခုနှစ်ဝင်းကျင်လောက်မှာစီးပွားရေးလုပ်ငန်းတွေစတင်ခဲ့ကြပြီးချမ်းသာကျွယ်ဝလာခဲ့ကြသူတွေပါကမ္ဘာကပ်ယောဂါမဖြစ်ခင်ကတည်းကသူတို့ဟာနိုင်ငံเจ้าကိုပြောင်းရွှေ့ဖို့ဒါမှမဟုတ်တရုတ်ပြည်မှာတတောင်တတာအနားယူဖို့လုံလောက်တဲ့ငွေကြေးတွေရရှိပြီးသားပါဒါပေမဲ့80ပြည့်နှစ်ဘွားတွေရဲ့အခြေအနေကတော့လုံးဝကွဲပြားတယ်လို့သူကဖော်ပြခဲ့ပါတယ်သူတို့ဟာကပ်ယောဂါမဖြစ်ခင်ကတည်းကတောင်ပေါ်ကိုတဝက်တော့ပဲရောက်ခဲ့ပါသေးတယ် အပေါ်မှာလေတုကပားလွှာပြီးထက်တက်ဖို့မဖြစ်နိုင်တော့တာကြောင့်ဆင်းရဖို့ပဲရွေးချယ်စရာရှိပါတော့တယ်။ဗီလာတချို့ဟာအချိန်ကြာကြီးစွန့်ပစ်ထားတဲ့အတွက်တော်တော်ကြီးပြက်စီးနေပါပြီ။အသေးစိတ်ချက်လက်တွေအများကြီးကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ကြွေပြားတွေကွဲအပ်နေတာ၊တစ်သားချမ်းကင်းတွေအက်ကွဲနေတာ၊အပြင်ပိုင်းလှဆင်ပစ္စည်းတွေနဲ့ခြံစည်းရိုးတွေပြက်စီးနေတာ၊ကားကိုယ်တော်နေရန်တွေရဲ့အောက်ပိုင်းမှာအဆိုးတက်တွေရှိနေပြီးနေရန်တွေကလည်းမလှပါတော့ပါဘူး။ ။ဗီလာရီနှစ်နဲ့ချီပြီးပြစ်ထားကြတဲ့အခါဒီလိုမျိုးပြက်စီးယိုယွင်းလာတာပါ။ဒါအပြင်ကက်ယောဂါကာလာလော့ခ်ဒေါင်းတွေကြောင့်ဗီလာရီကိုအခုဆိုရင်ရုန်းကန်ဖြစ်ပဲအသုံးပြုနိုင်တော့တာပါ။တရုတ်ကွန်မြူနတီပါတီရဲ့တင်းကျပ်တဲ့ကက်ယောဂါလော့ခ်ဒေါင်းတွေကကလေးကပြည်မာကြီးရဲ့နိုင်ငံရေးပတ်ဝန်းကျင်ကိုပို့ပြီးစိတ်ကုံလာကြပါတယ်။ပြင်းထန်တဲ့ကိုဗစ်ကန့်သက်ချက်တွေနိုင်ငံရေးမတည်ငြိမ်မှုတွေတရုတ်အမေရိကန်ပြိုင်ဆိုင်မှုတွေတိုးလာတာစီးပွားရေးပတ်ဝန်းကျင်ပုံမှန်တင်းကျပ်လာတာနဲ့စီမင်းစည်းကမ်းတွေပုံများလာတာတွေက တရုတ်နိုင်ငံရဲ့အထက်တန်းစားအလက်တန်းစားတွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပညာရှင်တွေကိုပြည်ပမှာပိုကောင်းတဲ့ဘဝတွေကိုရှာဖွေဖို့တွန်းအားပေးခဲ့ပါတယ်။အွန်လိုင်းမှာကြည်ကြည်ပြန့်ပြန့်ပြန့်နှံ့နေတဲ့စောင်းမတစ်ပုဒ်မှာတော့တရုတ်နိုင်ငံဟာအကြက်တဲနဲ့ကြုံတွေ့ရတဲ့အခါအစိုးရရဲ့ခြေကံအုတ်မြစ်ဟာသဲတောင်မြေပေါ်ကသဲတွေလိုပဲတိုက်စားခံရတယ်လို့ဖော်ပြထားပါတယ်။ပထမဦးဆုံးအနေနဲ့ဂုံတိတ်ခါနဲ့ချမ်းသာကြွယ်ဝမှုရှိသူတွေဟာနိုင်ငံပေါ်မျှော်လင့်ချက်ပျောက်ဆုံးပြီးနိုင်ငံသားမှာစတင်နေထိုင်ကြပါတယ်။ တကြွေတထွေးတွေတရုတ်နိုင်ငံကထွက်ခွာတဲ့အခါသူတို့နဲ့အတူချမ်းသာကြွယ်ဝမှုတွေကိုပါယူဆောင်သွားတတ်ကြပါတယ်။ပြည်တိုင်လူဝင်မှုကြီးကြပ်ရေးအတိုင်းပင်ခံလုပ်ငန်း Hinley and Partners ရဲ့အဆိုအရပြည်မြအားဖြင့်ချမ်းသာတဲ့သူတို့အုပ်စီဟာပြောင်းရွှေ့နေထိုင်တဲ့အခါ American Dollar 6.6တန်းလောက်ယူဆောင်သွားကြတယ်လို့ဆိုပါတယ်။2022ခုနှစ်နဲ့2023ခုနှစ်တွေမှာတရုတ်တကြွယ်တထွေးတွေဟာ American Dollar ဘီလီယံ160လောက်ကိုတရုတ်နိုင်ငံကနေတခြားနိုင်ငံတွေစီလွှဲပြောင်းခဲ့ကြပါတယ်။ တရုတ်တရေတွေအများဆုံးပြောင်းရွှေ့သွားတဲ့နေရာတွေကတော့အမေရိကန်ကနေဒါဥရောပသမဂ္ဂစင်ကာပူနဲ့ဂျပန်တို့ဖြစ်ပါတယ်တရုတ်ဘီလီယံနာတွေရဲ့80ရာခိုင်နှုန်းကဘာလို့ပြောင်းရွှေ့ကျင်ကြတာလဲတရုတ်နိုင်ငံဟာနိုင်ငံရေးအရတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတဲ့နိုင်ငံတစ်ခုပါကျယ်ပြန့်တဲ့ဒီမိုကရေစီပါဝင်မှုမရှိတာကြောင့်တာမန်ပြည်သူတွေနဲ့ချမ်းသာတဲ့ပုံကိုတချို့ဟာဘူဟာရတွေကိုမလွှမ်းမိုးနိုင်သလိုသူတို့ရဲ့အကျိုးစီးပွားတွေကိုလည်းမကာကွယ်နိုင်ဘူးလို့ခံစားကြရပါတယ်ဒီလိုဆွမ်းအားမဲ့တဲ့ခံစားချက်က အနာဂတ်တွင်မရေရာမှုကိုတိုးဝစေပြီးအန်ရီတွေကိုရှောင်ရှားဖို့ချမ်းသာတဲ့သူတွေကို ပြောင်းရွှေ့နေထိုင်ဖို့တွန်းအားပေးပါတယ်။တရုတ်ပြည်သူတက္ကသိုလ်ကနိုင်ငံတကာဆက်ဆံရေးကျောင်းနဲ့ဒုတိယပါမောက်ခချုပ်ဖြစ်သူပရော်ဖက်ဆာဒွန်ရှန်ကကမ္ဘာလုံးဆိုင်ရာကျွယ်ဝမှုကွာဟမှုနဲ့နိုင်ငံဖြတ်ကျော်စီးသိမ်းမှုတွေကိုထည့်သွင်းစဉ်းစားတဲ့အခါစီးပွားရေးဆိုင်ရာအချက်လက်တွေကိုလှစ်လျူရှုလို့မရဘူးလို့ပြောပါတယ်။အရင်ကချမ်းသာတဲ့သူတွေဟာအခွန်ရှောင်ဖို့ကျွယ်ဝမှုကိုလက်ဆင့်ကမ်းဖို့နဲ့ ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်အဓိကအဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အလေလက်တန်းစားအစ်စ်တွေပေါ်ပေါက်လာတာနဲ့မျှပြောင်းရွှေ့ရတဲ့အကြောင်းရင်းတွေကပုံမှုကွဲပြားလာပါတယ်။စီးပွားရေးအခွင့်အလမ်းအစ်စ်တွေမြင့်မားတဲ့အခွင့်တွေနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ဘဝရဲ့အလုံးစုံအခြေသွေးတွေဟာလူတွေနိုင်ငံသားကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ရတဲ့ထုံးစံအတိုင်းအကြောင်းရင်းတွေဖြစ်ပါတယ်။စီးပွားရေးပညာရှင်ချင်းပွန်ကလည်း ကတ်ယောဂါပြီးတဲ့နောက်တရုတ်နိုင်ငံရဲ့စီးပွားရေးပြန်လည်နလန်ထူးမှုကမျှော်မှန်းထားတာမဟုတ်ဘူးဆိုတာကိုလူအများကသဘောပေါက်ခဲ့ကြတယ်လို့ပြောပါတယ်။လက်ရှိမူဝါဒတွေကစီးပွားရေးကိုလှုံ့ဆော်ဖို့ဒါမှမဟုတ်လုပ်ငန်းတွေအတွက်အဆင်ပြေတဲ့အခြေအနေတွေဖန်တီးပေးဖို့ထက်ဒေသဆိုင်ရာအစိုးရတွေကျွေးမီတွေကိုစီမံခန့်ခွဲဖို့အတွက်သာရည်ရွယ်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးပုံဝင်ခြင်းဟာဆက်လက်ဆိုးရွားလာနေတယ်လို့သူကမှတ်ချက်ပြုပါတယ်။အထူးသဖြင့်တမရထရန်ချမှတ်ခဲ့တဲ့အခွန်တွေအောက်မှာပေါ့။ တရုတ်တရေတွေဟာအစိုးရကိုပို့ပြီးစမ်းသစ်တီထွင်ဖို့အတွက်စီးပွားရေးမူဝါဒတွေမှာလွတ်လပ်ခွင့်ပေးစေချင်ကြပါတယ်။ဒါ့ပြင်မဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုအာမခံဖို့ရည်ရွယ်ထားတဲ့လက်ရှိမူဝါဒတွေဟာနှစ်ပေါင်းများစွာအစိုးရရဲ့ဖိအားတွေကြောင့်ဖြစ်ပေါ်လာတဲ့စိုးရိမ်မှုတွေကိုမဖြေလျှော့နိုင်ပါဘူး။မကြသေးမီကတရုတ်အိမ်ချမ်းပြည်လုပ်ငန်းကြီးဗန်ကာရဲ့ CEO ကိုရဲဖမ်းသွားခဲ့ပါတယ်။ဒါကလုပ်ငန်းရှင်တွေရဲ့စိုးရိမ်မှုတွေကိုထပ်မံအတည်ပြုလိုက်တာပါပဲ။ ဒါကြောင့်တရုတ်နိုင်ငံကနေငွေကြေးတွေထွက်ခွာတဲ့ခရီးစည်းကြောင်းဟာဆက်လက်တည်ရှိနေနိုင်ပါတယ်။လက်ရှိပြောင်းရွှေ့နေထိုင်မှုလှိုင်းဟာအဆပဲရှိပါသေးတယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက်တရုတ်နိုင်ငံရဲ့ပို့ကုန်ထုတ်လုပ်ရေးဟာပုံမကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။လုပ်ငန်းငယ်လေးတွေနဲ့အလက်စားလုပ်ငန်းရှင်တွေရဲ့အခက်အခဲတွေကလည်းပြောင်းရွှေ့နေထိုင်မှုနဲ့စီးပွားရေးလုပ်ငန်းတွေပိတ်သိမ်းမှုလိုဖြစ်ရက်တွေကိုဖြစ်ပေါ်စေပါတယ်။ပို့ကုန်လုပ်ငန်းကြီးတွေရဲ့ပိုင်ရှင်တချို့ကတော့ ဗီယက်နမ်ဒါမှမဟုတ်မလေးရှားလိုနိုင်ငံတွေမှာရင်းနှီးမြှုပ်နှံပြီးပြောင်းရွှေ့နေထိုင်မှုရွေးချယ်နိုင်ပါတယ်။ချမ်းသာတဲ့သူတွေအတွက်ပြောင်းရွှေ့နေထိုင်မှုမှာပိုပြီးနှဆိုင်နဲ့ထည့်သွင်းစဉ်းစားမှုတွေပါဝင်ပြီးပညာရေးကအဓိကအချက်တစ်ချက်ပါ။ပြည်ရင်းပညာရေးဟာပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ကျောင်းသားတွေဘောဖီအားများလာကို ဆိုလိုတဲ့ပြင်းထန်တဲ့ပြန်လည်ဖြစ်စဉ် evolution နဲ့ရင်ဆိုင်နေရပါတယ်။တာမန်မိသားစုတွေဟာသားသမီးတွေကိုကောလိပ်ပြီးတဲ့အထိထောက်ပံ့ဖို့သူတို့ရဲ့စုဆောင်းငွေအားလုံးကိုသုံးစွဲကြပေမဲ့ ်ပွဲရပြီးတာနဲ့အလုတ်လက်မဲ့ဖြစ်နေကြရပါတယ်။ချမ်းသာတဲ့မိသားစုတချို့ကတော့သားသမီးတွေကို ပိုပြီးပေါပေါပါပါပတ်ဝန်းကျင်မှာကြီးပြင်းစေဖို့အတွက်ပြောင်းရွှေ့နေထိုင်မှုရွေးချယ်ကြပါတယ်။တကယ်တော့မိသားစုပိုချမ်းသာလေလေသားသမီးတွေရဲ့ပညာရေးကို ပိုပြီးအလေးထားလိပါပဲ။မကာအိုလောင်းကစားလုပ်ငန်းရှင်ကြီးစတန်လီဟိုကတက္ကသိုလ်ဟောပြောပွဲတစ်ခုမှာ သူက သူ့သားသမီးတွေကို အသိပညာကလွဲလို့ကျန်တာအားလုံးပေးနိုင်တယ်လို့တစ်ချိန်ကပြောခဲ့ပါဗျ။အသိပညာကိုကိုယ်တိုင်သင်ယူရမယ်။ မေးခွန်းထုတ်ရမယ်စူးစမ်းလုပ်ဆောင်ရမယ်သူပြောလိုတာကသူကသူ့ရဲ့သားသမီးတွေကိုပိုင်ဆိုင်မှုတွေခြံထားခဲ့နိုင်ပြီမယ်အသိပညာရရှိဖို့ကသူတို့ကိုယ်တိုင်စူးစမ်းအားထုတ်မှုပုံမှာမူတည်တယ်ဆိုတာပါပဲတရုတ်နိုင်ငံရဲ့လက်ရှိစီးပွားရေးနိုင်ငံရေးနဲ့လူမှုရေးပြောင်းလဲတွေဟာကောက်ကလပ်တွေပိတ်သိမ်းရတာကနေစလို့ချမ်းသာတဲ့သူတွေနိုင်ငံသားကိုရွှေ့ပြောင်းနေထိုင်တဲ့အထိကြဲကြဲပြန့်ပြန့်တက်ရောက်နေပါတယ်ဒီနေ့ဆွေးနွေးတင်ပြခဲ့တဲ့အကြောင်းအရာတွေကတရုတ်နိုင်ငံရဲ့လက်ရှိစီးပွားရေး နိုင်ငံရေးနဲ့လူမှုရေးအခြေအနေတွေဘလောက်ထိ ပြောင်းလဲနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်။တချိန်ကစီကားခဲ့တဲ့ကောက်ကလက်တွေဟာအစိုးရရဲ့နှိမ်နှင်းမှုတံကိုခံနေရသလိုချမ်းသာကြွယ်ဝသူတွေကလည်းတရုတ်ပြည်ကနေနိုင်ငံသားကိုတိတ်တဆိတ်ရွှေ့ပြောင်းနေကြပါတယ်။ဒီပြောင်းလဲတွေကတရုတ်နိုင်ငံရဲ့လူမှုစီးပွားဘဝကိုဘလို့ပုံဖော်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။